နိုဝင်ဘာ23ရက်နေ့တင်ကတော့ချင်းတောင်နယ်တွေပေါ်ထိုးစစ်ဆင်လာတဲ့မြမစစ်တပ်ကို PDS ပူးပေါင်းတဲ့တွေကစစ်ကြောင်းနှစ်ကြောင်းဖွဲ့စည်းပြီးအခုလာတတိယပတ်အတွင်းတိုက်ခိုက်ခဲ့တဲ့စစ်ရေးခြေအနေကိုပြောပြပါမယ်စစ်ကြောင်းတကကလေးမျိုးနဲ့ဂန်ကောမျိုးကြားမှာမြမစစ်တပ်ကိုတိုက်ခိုက်နေတာဖြစ်ပြီးစစ်ကြောင်းနှစ်ကတော့ဖလန်းမျိုးနဲ့ဝေဘူးလက်မျိုးကြားတီးတိမ်မျိုးနဲ့ခံကဲမျိုးကြားလမ်းပိုင်းတွေကိုစစ်ဆင်ရေးဆင်နွှဲနေတာလို့အတိပေးလာပါတယ်အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း နှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိပါတယ်။လက်ရှိစစ်ရေးချိန်တွေကတော့စစ်တပ်ဘက်ကလေကြောင်းလက်နက်ကြီးကိုအစမတန်အသုံးပြုပြီးအင်အားလုံးရင်းနဲ့ထိုးတက်လာတယ်လို့နိုင်ကျုံကင်းကပြောပါတယ်။တိုက်ပွဲဆက်လက်ပြင်းထန်နေစေဖြစ်လို့အသေးစိတ်ချိန်တွေထုတ်ပြန်ပြောဆိုဖို့မရှိသေးဘူးလို့သူကအတိပေးပါတယ်စစ်တပ်ရဲ့ထိုးစစ်ကိုအကောင်းဆုံးခုခံကာကွယ်နေရလို့လည်းပြောပါတယ်။နေရများပြားလက်လွတ်ဆုံးရှုံးထားတဲ့ချင်းပြည်နယ်ကိုမြန်မာစစ်တပ်ကပြန်လည်ထိန်းချုပ်ဖို့အတွက်ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းကစတင်ပြီး ချင်းပြည်နယ်မြောက်ပိုင်းစီစစ်ကြောင်းတုံးကြောင်းဖြန့်ပြီးစတင်ထိုးစစ်ဆင်နေတာပါနိုဝင်ဘာ23ရက်နေ့တရင်ကတော့ဘဲကူတိုင်းစီကုန်းမြို့ပေါ်တွင် KDB ဘက်သို့ထွက်လာသည့်စစ်သားနှင့်ရဲ9ဦးနှင့်20တီ PDF အဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်နိုဝင်ဘာလ22ရက်နေ့ည7:00တဝန်းကျင်ချိန်ဇီကုန်းမြို့ပေါ်ရှိ KDB ဘက်ကိုစစ်သားနှင့်ရဲ9ဦးကလာရောက်စဉ် PDF အဖွဲ့များကဆိုပါ KDB ကိုဝင်ရောက်စီးနှင်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်က PDF ဖွင့်များပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်။တိုက်ပွဲအတွင်းထိခိုက်ဒေဆုံးမှုတွေလည်းရှိတယ်လို့ဖော်ပြထားပါတယ်။မင်းညက KDB ကိုရဲနဲ့စစ်သားခုနှစ်ဦးရောက်လာလို့တွားပြီး KDB မှာစီးနင်းတိုက်ခိုက်ပါတယ်ဒေဆုံးတာတွေရှိပါတယ်။ဓက်ပုံကတော့မရိုက်နိုင်ဘူးမြို့ပေါ်ဆိုတော့စစ်ကားတွေကလည်းချက်ချင်းရောက်လာတော့ရတဲ့ပစ္စည်းချက်ချင်းကောက်ပြီးဆုတ်ခွာခဲ့ရတာလို့နက်စစ်တီတပ်ဖွဲ့မှုကိုအောင်က ပြောပါတယ်။အဆိုပါစစ်စင်ရေးကိုနက်စစ်တီတပ်ဖွဲ့နဲ့ကြိုးပင်ကောက် BDZ အန်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။